မြန်မာနေဦးခရိုနီကယ်ဇွန်လ17ရက်မြင်တွင်ရိုဟင်ဂျာဒုက္ခသည်အရေးနှင့်ရခိုင်ပြည်နယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခက်ခဲတက်တဲစွာနေထိုင်နေကြရတဲ့ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်ဝန်းကျင်ရဲ့အရေးကိစ္စဟာအချိန်ကြာလာတာနဲ့အမျှဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်ဝင်းတိုးဝင်ဖို့တခုဖြစ်လာနေပါတယ်2018ခုနှစ်ကလေးကစာခဲ့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးခဲ့တဲ့ဒုက္ခသည်တသန်းကျော်အရေးဟာ၎င်းတို့နေထိုင်ခဲ့တဲ့ရခိုင်ပြည်နယ်ကရခိုင်လူမျိုးတွေနဲ့တဟဆာတာဖြစ်ဖို့မြန်မာနိုင်ငံဘက်က လူဝင်မှုကြီးကြပ်ရေးဥပဒေအရနိုင်ငံသားအခွင့်အရေးခန်းစားခွင့်စတဲ့ပြဿနာတွေနဲ့မဖြစ်ရှင်းနိုင်ပေနှင်းနဲ့ချီကြမြင့်လာခြင်းမြန်မာနိုင်ငံဘက်မှဆရနာသိမ်းမှုဖြစ်ပွားပြီးရခိုင်တပ်တော်နဲ့အာနာသိမ်းစစ်ကောင်စီအကြတိုက်ခိုက်မှုတွေစစ်ကောင်စီဘက်ကနေမြေလက်လွတ်ဆုံးရှုံးဆုတ်ခွာပေးရတဲ့အခြေအနေတွေကပြဿနာရဲ့ဖြစ်ရှင်းရမယ့်အဓိကကြတဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းအနေအထားတွေကိုပြောင်းလဲစေခဲ့ပါတယ်မြန်မာနိုင်ငံဘက်မှအဓိကသက်ဆိုင်တဲ့အဖွဲ့အစည်းတွေပြောင်းလဲနေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှလည်းကြီးမားတဲ့အာဏာနိုင်ငံရေးပြောင်းလဲတွေဖြစ်ပေါ်ပြီးယာယီအစိုးရဖွဲ့စည်းကရွေးကောက်ပွဲပြန်လည်တင်ပဖို့ပြင်ဆင်နေခြင်းနဲ့တိုက်ဆိုင်နေတာလည်းဖြစ်ပါတယ်။ရိုဟင်ဂျာဒုက္ခသည်အရေးမှာအဓိကကြတဲ့သက်ဆိုင်သူတွေလို့ဆိုရင်ဒုက္ခသည်ကိုလက်ခံထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရရခိုင်တပ်တော် AA လက်နက်ကိုင်အဖွဲ့ရိုဟင်ဂျာဒုက္ခသည်တွေကိုဥဆောင်လျက်ရှိတဲ့အဖွဲ့အစည်းအမျိုးသားညီညွတ်ရေးအစိုးရမြန်မာအာဏာသိမ်းစစ်ကောင်စီ နေမြေတွေလက်လွတ်ဆုံးရှုံးရသည့်အတိုင်းတန်တမန်ရေးအရာအစိုးရဖြစ်ရှိနေခြင်းကြောင့်လို့ဖြစ်ပါတယ်။ဒီအဖွဲ့အစည်းတွေက ထင်သာမြင်သာလည်းရှိပြီးတိုက်ရိုက်သက်ဆိုင်တဲ့အဖွဲ့အစည်းတွေဖြစ်ကြပါတယ်။နောက်တစ်ဆင့်နောက်စီဝိုင်းတစ်ခုထပ်ချက်ကြည့်ရမယ်ဆိုရင်တရုတ်နိုင်ငံလိုဒေတာတွင်အင်အားကြီးနိုင်ငံကမ္ဘာမှာလည်းဒုတိယစီးပွားရေးစစ်ရေးအင်အားကြီးဆုံးနိုင်ငံတို့အပြင်အမေရိကန်ပြည်ထောင်စုရနဲ့တက်ဆိုင်တဲ့အဖွဲ့အစည်းချုပ်ကိုတွေ့ဝိုက်ဩစာရှိပုံသွင်းနိုင်ကြတဲ့အဖွဲ့အစည်းတွေအင်အားစုတွေဖြင့်ရှုမြင်နိုင်ပါတယ်။ အခုလိုဒုက္ခတဲ့တွေနေရပြန်ရေးတနည်းဂုံသိခါရှိစွာနဲ့နေရပြန်နိုင်ရေးနဲ့2018ခုနှစ်မှာဖြစ်ပွားခဲ့တဲ့လူမျိုးတုံးတက်ပြမှု ICJ မှာတရားစွဲဆိုရင်ဆိုင်နေရတဲ့အမှုခင်းစတဲ့ပြဿနာတွေလည်းဆက်နွယ်လျက်ရှိနေတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းကရိုဟင်ဂျာနဲ့ပြဿနာကိုတချို့သောအိန္ဒိယသတင်းမီဒီယာတွေကတရုတ်နဲ့အမေရိကန်ရဲ့အားပြိုင်မှုအသွင်ဆောင်တဲ့ရေးသားပုံဖော်မှုတွေလည်းပေါ်ထွက်လာနေပြီးဘင်္ဂလားဒေ့ရှ်ကြားရေးအစိုးရကို အမေရိကန်ပြည်ထောင်စုရဲ့အကျိုးစီးပွားအတွက်နေရုပ်တပွဲပုံဖော်ရေးသားတာတွေလည်းရှိနေကြတာဖြစ်ပါတယ်။အထက်ကလို့နောက်ခံအခြေအနေမှာဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ AA လက်နက်ကိုင်အဖွဲ့ဟာရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ပြည်နယ်တစ်ခုလုံးနီးပါးတိုက်ခိုက်သိမ်းယူထားနိုင်တဲ့လက်နက်ကိုင်အဖွဲ့အဖြစ်သတ်မှတ်ပြီးနေဆက်ပြတ်ကျော်ဖြစ်ပွားတဲ့အကြမ်းဖက်မှုလူမောင်ခိုမူးယစ်ဇေဝါကုန်ကူးမှုစတဲ့ပြဿနာတွေကိုထိန်းချုပ်ဖြေရှင်းနိုင်ဖို့အတွက်ဆို AA နဲ့ဆက်ဆံရမယ်ဆိုတဲ့ပြောဆိုကြင်တုံးမှုတွေကဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နေပြည်တော်ကစစ်ကောင်စီတို့ကိုတန်တမန်ရေးတင်းမာမှုတွေပေါ်ထွက်စေပြန်ပါတယ်။ရိုဟင်ဂျာအရေးရှိမှုစူးစမ်းနေချိန်မှာပဲအခြားသောပြဿနာတွေရှုထောင့်နေထပ်မံပေါ်ထွက်လာစေတဲ့သဘောဖြစ်ပါတယ်။မေလထဲမှာမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံတပ်အမတ်ကြီးနဲ့စစ်တပ်မှုတို့ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရကပြန်ခေါ်ခဲ့တဲ့အဖြစ်လည်းဖြစ်ပွားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရရဲ့လုံခြုံရေးဆိုင်ရာအကြံပေးဖြစ်သူက၎င်းတို့အစိုးရအနေနဲ့အေအေအဖွဲ့နဲ့ထိတွေ့ဆက်ဆံဖို့လိုအပ်တယ်ဆိုတဲ့ပြောဆိုမှုတွေလည်း ပေါ်ထွက်လာခဲ့ပြီးစစ်ကောင်စီအစိုးရအနေနဲ့အဆိုပါပြောဆိုမှုတွေနဲ့မြေပြင်မှာလက်တွေဖြစ်ပျက်နေတဲ့အခြေအနေတွေပေါ်မူတည်ကတန်တမန်ရေးဖိအားပေးမှုတွေလှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။အခုလိုရိုဟင်ဂျာဒုက္ခသည်နေရပြန်ရေးနဲ့ပတ်သက်လို့ချိတ်ဆက်ဆက်နွယ်နေတဲ့ပြဿနာပြောင်းလဲသွားတဲ့အဓိကသက်ဆိုင်တဲ့အဖွဲ့အစည်းတွေလက်နက်ကင်အဖွဲ့တွေနဲ့ရခိုင်ပြည်နယ်ကဒေသခံလူထုအပေါ်အေအေရဲ့ရှင်းလင်းပြောဆိုမှုအေအေရဲ့ပြဿနာကိုချင်းကပ်မှုတွေကပြည်လဲရေးသို့မဟုတ်ပဋိပက္ခနဲ့ ဒုက္ခတဲ့အတက်တဲရှေးကြခတ်ခဲမဲ့အလားလာတို့ကို ဖြစ်စေမှာပါပြဿနာတွေတစ်ခုပြီးတစ်ခုရောရှာလာနေတဲ့ရခိုင်ပြည်နယ်ကရိုဟင်ဂျာအရေးကိုပြည်လဲဖို့အတွက်စီးမိတူမရှိပါဘူးတဆင့်ချင်းတဆင့်ချင်းနဲ့အရင်ခံပြဿနာကိုဖြည့်ရှင်းကြဖို့လည်းအရေးကြီးပါတယ်အရင်ခံပြဿနာကရခိုင်နဲ့ရိုဟင်ဂျာလူမှုအဖွဲ့အစည်းနှစ်ခုကြားမယုံကြည်မှုတွေဖြစ်ပေါ်မြင့်တက်လာစေတဲ့အကြောင်းရင်းကိုရှာဖွေဖယ်ရှားကြရမှာဖြစ်ပါတယ်မယုံကြည်မှုတန်တရားအမုန်းတရားစတာတွေကိုဖယ်ရှားဖို့ကြိုးစားနေချိန်မှာပဲ စစ်ကောင်စီကအေအေနဲ့ရင်ဆိုင်တိုက်ခိုက်မှုတွေမှာစစ်ကောင်စီကရိုဟင်ဂျာလူငယ်တွေကိုစစ်မှုထမ်းဆုဆောင်တာမောင်းတော်ဘူးတီတောင်တိုက်ပွဲတွေမှာစစ်ကောင်စီကအတင်းအဓမ္မဆုဆောင်ထားတဲ့ရိုဟင်ဂျာစစ်သားတွေကိုတုံးပြီးတိုက်ခိုက်စေတဲ့အဖြစ်အပျက်တွေပေါ်ထွက်လာပြန်ပါတယ်။ဒီဖြစ်ရပ်တွေကရခိုင်လူမျိုးနဲ့ရိုဟင်ဂျာတွေအကြားနားလည်မှုတိဆောက်ရေးကို ထိခိုက်စေမှလည်းဖြစ်ပါတယ်။ရိုဟင်ဂျာဒုက္ခသည်အရေးဥဆောင်နေတဲ့ရိုဟင်ဂျာလူမှုအတိုင်းဝိုင်းကဥဆောင်သူတွေအနေနဲ့ အေးအေးအပွဲနဲ့ထိတွေ့ဆက်ဆံမှုတွေလှုပ်ဆောင်ဖို့လိုအပ်နေတယ်လို့အေးအေးအနေနဲ့လည်းရခိုင်ပြည်နယ်မှာနေထိုင်ခဲ့ကြတဲ့ရိုဟင်ဂျာဒုက္ခသည်တွေနေရပြန်ရေးမှာလူမျိုးရေးခွဲခြားမှုကင်းရှင်းစွာနိုင်ငံသားတယောက်ရဲ့မွေးရပါအခွင့်ရေးစတဲ့အခြေခံစံနှုန်းတွေကိုလေးစားဖို့လည်းလိုအပ်တာဖြစ်ပါတယ်လက်တလောမှာရခိုင်ပြည်နယ်ရဲ့နေမြေ30ရာနှုန်းဝင်းကျင်ကိုသာထိန်းချုပ်ထားနိုင်တဲ့စစ်ကောင်စီအနေနဲ့ဒုက္ခသည်ပြည်ထနာကိုဥဆောင်ဖြည့်ရှင်းနိုင်တဲ့အနေအထားမှာမရှိတာသေချာပါရယ်။ ဒုက္ခသည်ပြဒနာကိုအ धिक ဖြည့်ရှင်းကြဖို့တာဝန်ဝတ္တရားရှိနေတာက AA လက်နက်ကိုင်အဖွဲ့နဲ့အိန္ဒိချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြစ်ပြီးကာယကံရှင်ဒုက္ခသည်တွေနဲ့ဒေတာခံနေထိုင်သူတွေရဲ့အတန်ကိုလည်းလစ်လျူရှုထားလို့မရတဲ့အနေအထားဖြစ်တယ်လို့ဆိုကြမှာတော့တယ်ရှင်။